TikTok မှာမာပီဖျက်မိတဲ့ဗီဒီယိုကိုပြန်ယူလို့ရမယ်နေနဲ့ကိုပြောပါမယ်နော်ကိုကဖျက်လိုက်တဲ့ဗီဒီယိုတပုတ်ကိုနော်အပ်ဗီဒီယိုပြန်လိုချင်တယ်နော်ပြန် restore လုပ်ချင်တယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါနော်အပ်ဗီဒီယိုပြန်ယူလို့ရမယ်နေနဲ့ကိုပြောပြမယ်နော်အဲ့လိုယူဖို့အတွက်ရန်ကိုလွယ်ကူပါတယ်ကျွန်တော်တို့အရင်ဆုံးဒီ TikTok application နဲ့ကိုဝင်လိုက်မယ် TikTok application နဲ့ကိုဝင်ပြီးရင်ကျွန်တော်တို့ဒီ profile ဒီလိုပုံစံပေါ်လာမယ်နော်ကျွန်တော်တို့ဖြတ်ပြတဲ့ဗီဒီယိုကိုဘယ်လိုယူရမှလဲဆိုရင်ကျွန်တော်တို့ဒီမှာအဆက်30ကိုပြန်နှိမ့်လိုက်မယ် နေပြီးကျွန်တော်တို့ဒီအောက်မှာနော် setting လေးရှိရနော်ဒီ setting ကိုနေလိုက်မယ် setting ကိုနေတာနဲ့ဒီလိုလေးပေါ်လာမယ်နော်ဒီ privacy account ဒီလိုပုံစံပေါ်လာမှာဖြစ်ပါကျွန်တော်တို့ဒီမှာဆိုရင် activity ကိုရှာရမှာဖြစ်ပါနော်ဒီမှာ activity center ရှိရနော်ဒီကောင်ကိုနေလိုက်မယ်ဒီကောင်ကိုနေတိုင်းလင်းလိုက်တာနဲ့ဒီမှာ recently delete နော်ကျွန်တော်တို့ဖြတ်ထားတဲ့ video ဒီမှာနော်ဒီကောင်ကျွန်တော်တို့ပြန်ယူလို့ရနော်ဒီကောင်ကိုနေလိုက်မယ်ဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်ဖြတ်ထားတဲ့ video တွေဒီမှာပေါ်လာမှာဖြစ်ပါတယ် အဲ့ဗီဒီယိုကိုပြန် upload လုပ်ချင်တယ်ပြန်တင်ချင်တယ်ဆိုရင်တော့ဒီလိုပုံစံနဲ့နှိပ်လိုက်ပါနော်ဒီလိုပုံစံနဲ့နှိပ်ပြီးရင်ကျွန်တော်ဒီမှာ restore ရှိရနော်ဒီကောင်ကိုလင်းလိုက်ပါဒီမှာ restore နော်ဒီလိုပုံစံနဲ့နော်အဲ့လိုဆိုရင်ဒီကောင်က upload ဖြစ်သွားမယ်နော်ပြမယ်ဒီမှာကျွန်တော် refresh လုပ်လိုက်မယ်နော်အရင်ဆုံးပြီးရင်ကျွန်တော်ပြမယ်ခုနကျွန်တော် restore လုပ်တဲ့ဗီဒီယိုကဘယ်ကောင်လဲဆိုရင်ဒီပြောက်ပြီလေအော်ဒီမှာနော်ဒီမှာနော်ရောက်ဒီမှာနော် နိုင်စတူလို့ထားပြီးတော့ဒီမှာနော်ဒီလိုပုံစံနဲ့နော်ကိုဖြတ်ပြီးတဲ့ဗီဒီယိုကိုပြန် upload လုပ်လို့ရနော်ပြန်ယူလို့ရမှာဖြစ်ပါတယ်